အလုံးမင်္ဂလာပါမြန်မာကုတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့တာအေးနင်းကဝေပြန်ခင်ပေအပိုင်းခုနှစ်ကိုကျွန်တော်ဆက်ရအောင်ပါဇလန်လေးကိုအဆုံးထိလိုက်ပါခန်းစားနာစင်ပြပါဦးဗျညနေဆောင်ချိန်တွင်ရောင်းသည့်အကျော်ဆိုင်ဒီဇိုင်းတွင်ဖြစ်သည်အကျော်သေးကြီးမှလည်းသူမ၏အကျော်များကိုလက်မလျောင်းပင်ရောင်းလို့နေရသည်ဇိုင်းတွင်ထိုင်စားနေကြခြင်းထက်ဝေသွားခြင်းကပို၍များကြသည်အကျော်ဆိုင်တွင်ရှိတန်းလျားတွင်တော့အကျော်ထိုင်စားနေသူ၃ယောက်ရှိပြီးမိကလေး၂ယောက်နှင့်ယောက်ျားလေး၁ယောက်တို့ဖြစ်သည်သူတို့မှာတခြားသူများမဟုတ်တာအေးနင်းထွေးမုံတို့ညီမ၂ယောက်ဖြစ်သည် ူတို့ဒီတပတ်အရွာကိုသွားနေကြခြင်းဖြစ်ပြီးလမ်းခုလက်တနေရာတွင်အကျော်ဝင်စားနေကြခြင်းဖြစ်သည်ထွေးမုန်သည်အကျော်သေးကြီးအကျော်ကျော်နေသည်ကိုကြည့်ပြီးတာအေးဟာစကားဆိုလေသည်ကုတိုင်အကျော်ကကောင်းတယ်နော်အေးကောင်းတယ်အဆက်အတည့်တယ်လို့ပြောရမယ်ဒါနဲ့တပတ်အရွာကိုသွားရလမ်းကိုသိပါရဲ့နော်သိရပါဗျာသိလို့ပဲသွားနေရပဲပေါ့ဒီညလည်းမအိပ်ဖက်ဆက်သွားရအောင်ပါလားကျမအမကိုလည်းကြည့်ပါဦးအတော်ပြင်းမှန်းနေပြီ ထွေမုံဒီအမဖြစ်သူမုံထွေရမင်းငော့ပြရင်အမေစကားဆိုလိုက်ခြင်းဖြစ်သည်ထိုကသာအေးဒီမိသည်စကားမှာပြန်မဖြစ်ပဲခိတ္တငိမ့်သက်ပြီးဇာလဆာကျော်ဆက်စားပြီးဒီအချိန်မှသာထွေမုံဟာစကားပြန်ဖြစ်လိမ့်သည်ကျို့တို့အမြန်ရောက်မှာဖြစ်မှာအမမုံထွေလည်းပင်မန်းနေပြီဆိုတော့ဒီညနာပြီမနက်အုံးမောက်ခါမှထသွားကြတာပေါ့ဗျာအေးအဲ့လိုဆိုတော့လည်းမစိုးပါဘူးဟုတ်ပြီကျမတို့ဘယ်မှာတဲကြမလဲထုံးစံတိုင်းဇေယျပေါ့ဗျာပုံမှန်လူတွေဆိုရင်တော့ဖုန်းကြောင်းမှာတဲလို့ရတယ်ဒါပေမဲ့ကျို့တို့ကအဆင်မပြေဘူးလေဗျာ ။ဟိုကျမတို့ကလည်းဖုန်းရောင်းမှမတဲချင်ပါဘူး။ဇရက်တည်းရှိတဲ့ရွာကြီးသွားနေရလို့သာတော်တော့တယ်။ဇရက်ဆိုတာခီးသွားရင်တထောက်တထားနားဖို့စီစဉ်ပေးထားလေဗျာ။ရွာတိုင်းမှာရှိပါတယ်။ဟုတ်ပါပြီ။ဟိုဆောင်းလေးတစ်ထည်စီယူလာလို့တော်သေးတယ်။ကျမထင်တာကတပတ်အရွာတရက်လောက်သွားရင်ရောက်ပြီထင်တာပဲ။ဟိုမထွေးမုံမလိုက်ချင်တော့ရင်ပြောနော်။အော်ကျွန်တော်ခမားတို့နေရာကိုအားနာနေတာ။ဟိုဘာလဲရှင်ကကျမတို့နေရာကိုမလိုက်စေချင်တဲ့သဘောလား။မဟုတ်ပါဘူးဗျာ။ခမားတို့ပင်ပန်းဆင်းရဲ့နေရာကိုကျွန်တော်မကြည့်ရတာပါဗျာ။ ဟုတ်ပါပြီအဲ့ဒါဆိုညဘက်လမ်းမလျှောက်ခိုင်းနေပေါ့ကိုသားကြီးလည်းပြင်မဲ့နေရပဲနောင်းမှာပေါ့မဟုတ်မှလွဲ့ရောအဖမ်းခံရတဲ့ကောင်မလေးတွေမှာရှင့်ရဲ့ကြီးစားပါရတယ်ထင်မအာမဟုတ်ပါဘူးညခမရလေဟိုကျိုးကအပြစ်မဲ့တဲ့သူတွေကိုမထိခိုက်စေချင်လို့ပါဗျာအောင်လန်းစရာကြီးထဲမှာတော့ရှင်ကတော်တော်စိတ်ကောင်းရှိတာပဲနော်ထိုစကားကိုပြောလိုက်သူမှာထွေးမုံကြီးအမမုံထွေးဖြစ်လေသည်စကားနဲ့ဒီအမဖြစ်သူထိုကဲ့သို့ဝင်ပြောလာသဖြင့်ထွေးမုံတရားအံ့ဩသွားပြီအမဖြစ်သူကိုကြည်ကအမေ ငါမှကုသရေးနဲ့မှစကားရပါပြောလို့ပါလားထွန်းမော်နေပေါက်ကြရမပြောနဲ့အိုးအမကလေကျမဘာပေါက်ကြရပြောလို့လေကျမပြောတာမဟုတ်လို့လားမွန်ထွေးတယောက်ရှက်သွားပြီးအကြော်သာငုံ့ရီစားနေလေသည်အမှန်ဆိုသူမအနေဖြင့်လဲရှက်เสียအကြောင်းရင်းကမရှိပေအေးတို့ဖြင့်သူတို့တော့မိသည့်စကားမှမပြောတော့ပဲညီသက်နေသည့်အချိန်အကြော်ဆိုင်လေးရှိရှိလှဲလန်းတွဲတွင်လူများစုယုံယုံဖြင့်အလင်းမြန်သွားနေကြသည်ကိုတွေ့လိုက်ရသည်ဒိုချင်းရအောင်မြင်လိုက်သည့်အကြော်သေးကြီးမှလည်းအတန်ခက်ကြဲကြဲဖြင့်မေးမြန်းလိုက်လေသည် ဟေးဘာဖြစ်လို့တော့ကြီးတော်ကြီးမမြဝင်ဆုံးဘူးလို့လေဗျာဟဲ့မမြဝင်ပူးပြန်မလားဟုတ်တယ်ဗျာ तू ကမကြမကြဘူးနေတာဆုံးကလည်းမမြဝင်ကိုတော်တော်သဘောကျတယ်ထင်ပါအကျော်သေးကြီးတော်ကြီးမှဘာမှမထူးဆန်းညီအလားအကျော်ကိုဆက်ကြော်နေသည်တာအီးဒီရွာသူရွာသားများကိုစိတ်ဝင်စားကြည့်နေပြီနော်အကျော်သေးကြီးတော်ကြီးအနာတို့သွားကဆက်စုလိုက်လေသည်ပြို့ကြီးတော်ဟိုဆုံးဘူးတယ်ဆိုဗျအေးဟုတ်တယ်ငါတို့ရွာတောင်ပိုင်းကတယောက်လေအမြဲတမ်းဆုံးဘူးနေတာ တကယ်ဆုံးမှုလားဗျာကြီးတော်ကြီးတော်လည်းအရင်တစ်ခေါက်တုန်းကတော့သွားကြည့်သေးတယ်သူ့ပုံစံကြည့်ရတာတော့တကယ်လိုပဲဟုတ်ဟိုကျုပ်တို့သွားကြည့်လို့ရနိုင်လောက်လားရတာဗောရတာဗောသွားတာကြည့်အိမ်ဝိုင်းထဲမှာလူတွေအုံခဲနေမှာပဲဟိုအဲ့ဒါဆိုကျုပ်တို့လိုက်သွားလိုက်အောင်မကြီးတော်အေးအေးအေးငါတို့ဒါအဲ့ဒီလေအကျော်သေးကြီးတော်အရာထိုးတို့ပြောလိုက်ပြီနော်အကျော်ဖိုးကောရှင်းပြလိုက်ကသူ့အကြည့်နေသည်ထွင်းမုံတို့ညီမနှစ်ယောက်ကိုစကားဆိုလိုက်သည်ကဲထွင်းမုံနဲ့မုံတွေစိုးမှုတော်ကိုကျုပ်တို့သွားကြည့်ကြတာဗော တာအီထိုတို့ပြောပြီးအကျော်ဆိုင်တွင်မှထွက်လာလိုက်သည်ထွေးမုံတို့ညီမနှစ်ယောက်ဒီကနားမလည်သည်ဟန်ပြေသူ့နောက်မှခက်မြက်မြက်လိုက်ပြီးသူတို့မရှိမလင်းဖြစ်နေသည့်အရာများကိုမေးမြန်းလိုက်သည်ကိုတိုင်ရှင်းရဘလို့လူလဲဟိုဆုံးကိုရင်းနှစ်ယောက်ကိုအနာထားပြီးဘာလို့ဆုံးဘူးတော့သွားကြည့်မှာလဲဟိုတကယ်လားလိန်နေတာလားသိချင်လို့လေအဲ့ဒါကျမတို့နဲ့ဆိုင်လို့လားအိုးညနေစောင်းနေပြီကျုပ်တို့လည်းနားရမှာမလားဘလို့လဲထွေးမုံတို့ကဒီညဆက်ပြီးခီးဆက်ချင်လို့လား တိုင်အမိကြောင်ထွေးမွန်တယောက်မြည်သည့်စကားမှပြန်မဖြေပဲဖြစ်သွားကတော့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 တိုင်ဒီသူကမကြည်မနှက်ဖြစ်နေသည့်ထွေးမွန်ဟာပြုံးပြလိုက်ပြီးနောက်အရှိမအဦးဆောင်ကရွာသားများ၏နောက်သို့ခတ်တုတ်တုတ်လိုက်သွားလေတော့သည်ပြင်းအောင်ပြင်းငင်းအိမ်ကြီးတစ်လုံး၏အောက်တွင်တော့လူအများစုယုံလုံးနေကြသည်ထိုလူများ၏ကြားတွင်တော့သမီးတို့ကိုဖားလိုက်ရကြပြီအန်ကိုတင်းတင်းကြိတ်ပြီးဒေါသမျက်လုံးတို့ဖြင့်သူမ၏ရှေ့တွင်ရှိနေသူများကြည့်နေသူများဒေါ်များဝင်းဆိုသူအမျိုးသမီးဖြစ်သည်ယခုသူ၌ဆုံးပုကခံရရသည်ဟုလည်းဆိုကြသည် သူဒီဆုံးဖူးကခန္ဓာအသည်ဆိုခြင်းထက်စိတ္တသာသည်တယောက်နေပင်ပို၍တူနေသည်။သူမဝိုင်းကြည့်နေကြသည့်ရွာသားများထဲတွင်လည်းထိုမျိုးသမီးပေါ်မြင်ကြသည့်မြင်များမှာနှမျိုးကွဲနေသည်။အယူသီးသူများမှာအမှန်တကယ်ပင်ဆုံးဖူးကနေပြီဟုထင်ကြပြီ။အယူမသီးသူများမှာဘွားတော်စိတ္တသာဖြစ်နေသည်ဟုသာမှတ်ချက်ပေးနေကြသည်။မိတို့ပင်ဆိုးသေးကမူအိမ်ဝိုင်းထဲကိုရောက်နေကြသောသူများသည်စိတ်ဝင်စားဖြင့်ကြည်လုံနေကြသည်။များမကြသောအချိန်တွင်တော့ပဝါတရေကိုခေါင်းပေါ်တွင်ပေါင်းထားပြီးအဖြူရောင်ညှိထိတိတိုက်ပုံကိုဝစ်ဆင်ထားသည်ဖြင့် လွဲဤတလုံးကိုပါပခုံးတွင်လဲလာသည်ဂိုင်းစရာတရားရောက်လာသည်ကိုမြင်တွေ့လိုက်ရသည်ထိုစရာရောက်လာသည်နှင့်ရွာသူရွာသားများလမ်းပဲပေးလိုက်ကြပြီးဆုံးမှုနေသည့်ဒေါ်မြဝင်းသားသို့သွားစီလိုက်သည်တချို့သောရွာသူရွာသားများမှလည်းအားရဝမ်းသာနှင့်ဂိုင်းစရာကြီးကအချင်းချင်းတီးတိုးစကားဆိုနေကြသည်ဆရာဒီပါရောက်လာပြီဟဲ့ဟုတ်တယ်ဆရာဒီပါရောက်ပြီဆိုတော့ကြီးတော်မြဝင်းကိုပူနေတဲ့ဆုံးတော့တကယ်မလွယ်ကျော်ပဲအေးဟုတ်တယ်ဒေါ်မြဝင်းထံသို့လာနေသည့်ဂိုင်းစရာမှာဥဒီပါဖြစ်လေသည် သူဒီဟိတ်ဟန်ပြင်းနဲ့ဒေါ်မြဝင်းရဲ့အရှိတွင်တင်းမြင်ခွေထိုင်လိုက်ပြီးဒေါ်မြဝင်းကခင်မုန်းဖြစ်သူအားမေးမြန်းလေသည်ကိုမောင်တေခမရဘာလို့အိမ်အောင်မှာမမြဝင်းကိုထားထားတာလဲအိမ်မော်တင်လို့အဆင်မပြေလို့ကျောင်းရင်ကကြံငင်းအိမ်လေဗျာရွာသားတွေကလည်းတားလို့ရတာမဟုတ်ဘူးအဲ့ဒါကြောင့်အိမ်အောင်မှာပဲထားရတာကဲဟုတ်ပြီလေဟိုဘလို့စားဖြစ်တာလဲဆိုတော့ပြောပါအောင်ဟိုဇီယာဒီပါရဲ့အခုလိုဖြစ်တိုင်းဇီယာဒီပါကိုပဲပြောပြနေရတာအခါတောင်မကားတော့ဘူး ထုံးစံတိုင်းပဲပေါ့ဗျာ။အူဒီပါကိုမောင်တင်းစကားကြောင့်အနေငယ်မျက်နှာပြက်သွားလေသည်။ထုံနာသူဒီခေါင်းကိုညှိလိုက်ကငါလိုဆရာတော်မြမလေးမခံနဲ့။တလားတစ်ချိန်လာဖို့နေရောလားဟ။အူဒီပါထိုးထိုးဆိုလိုက်ပြီးနောက်မမြောင်းဝင်အောင်စူးစိုက်ကြည့်ကအတန်ခတ်မှမှနဲ့မင်းမြန်လိုက်သည်။အခုနောက်ဆက်နေရဘသူလဲ။နိုင်မယ်ပြောစမ်း။ငါမြဝင်ဟဲ့။မြဝင်ဆိုတာငါသိတယ်။နင့်ကိုပူးနေတာဘသူလဲလို့ပြောနေတာ။ ဟဲ့ငါကမမြဝင်ဟဲ့မမြဝင်တဲငါ့အောင်မြနောက်စရာမှတ်နေလားငါနာမည်မေးနေတာကိုကောင်းကောင်းဖြေစမ်းဦးဒီပါသည်မမြဝင်ဟာပိုးကတ်နေသည့်ဇုံးကဝေးနာမည်ကိုမေးမြန်းတော့လေမမြဝင်ဟာမမြဝင်ဟူသာထက်ခါထက်ခါဖြေချနေသည့်တို့ကသူသူအာမလေးမခန့်မမြဝင်ဟူသာထက်ခါထက်ခါဖြေချနေသည့်တို့ကသူအာမလေးမခန့်ပြူးချင်းကိုအထင်ရောက်ကစိတ်ဆိုးသောသာထွက်ပြီးတပည့်ပြန်တူတော့သူ၏နောက်ကလူရွာကြီးကအတန်ခတ်မှမှနေမောင်ကြီးဒီဆုံးမှငါ့ကိုနောက်နေတယ် ငါကြောင့်မသိသေးဘူးထင်ပါပေးစမ်းငါရဲ့ဆေးချိန်လုံးဟုတ်ကဲ့ပါဆရာကြီးမောင်ကြီးဟုအမိရသောလူရင်မှာခမျက်မျက်မင်းသူ့လက်ထဲတွင်ခြင်သားသည့်ဆေးချိန်လုံးအားဥဒီပါထံကမ်းပေးလိုက်သည်ဒေါကဥဒီပါသည်မောင်ကြီးကမ်းပေးလိုက်သည့်ချိန်လုံးကိုယူကာထိုင်နေလိုက်သည်ထို့နောက်ချိန်လုံးဖြင့်ဖျားအားသုံးချက်မြရိုက်လိုက်ပြီးနောက်အဘူကန်နေရသည့်ဒေါမြဝင်ဟာဆေးစီကြီးကထပ်မံမေးမြန်းလိုက်လေသည်ကဲငါမေးတာကိုဖြေစမ်းနင့်နာမည်ဘယ်လိုခေါ်လဲလို့ တဲဒီစရာစုပ်တော့ခန့်နေပြီငါနာမည်မြဝင်းဟဲ့မြဝင်းငါစေးကြိမ်လုံးမြင်လာတော့နင်ကညာဝင်းသေးတယ်လားအိုလီဗာဒီလွန်စွာမှစေးစိုးတော့တာထွက်ပြီမြဝင်းကြီးလက်မောင်းတစ်ဖက်အားသူ့ရဲ့စေးကြိမ်လုံးနဲ့ရိုက်ပါလေတော့သည်စေးချက်များရိုက်သည့်တန်ဒေါ်မြဝင်းထံမှအတန်တစ်ချက်များမထွက်ပဲဥရိဘာကသာစမ်းမတက်ဝါမတက်စိုက်ကြည့်လို့နေသည်ထိုချင်းအကြောင်းဥရိပါလည်းကြောက်စိတ်နှဲငယ်ဝင်သွားပြီးရိုက်ပုတ်နေခြင်းကိုရက်တန်လိုက်ကအတန်ခတ်မှမှနဲ့နှင်းထုတ်လေသည်ပေဒီပေကန်းဆုံးမှနင်ထွက်သွားသည် နင်ပေကက်ကက်လုံနေမယ်ဆိုငါးချောင်းကိုနင်ကောင်းကောင်းသိစေရမယ်နင်လည်းငါးချောင်းကိုသိစေရမယ်ဇုံပူကက်ချင်းခံရသည်ဒေါ်မြောင်းဝင်းသည်ထိုသို့စကားပြန်ဆိုလိုက်ပြီးနောက်အိုဒီဘာ၏ရှိသူလက်ဝါးနှင့်ပုတ်ပြီးစိုက်ကြည့်လျာအိုဒီဘာတယောက်မျက်စိမျက်နှာများပြည့်ဝင်းနေပြီးသူ၏လည်းမရလက်နှစ်ဖက်နှင့်ဖျင်းမရှုမလဝေးနာကိုခံစားနေရသည်မမျောလင်းထားသည့်အဖြစ်ကြောင့်မောင်ကြီးမှဆရာနာသို့တိုးကပ်သွားပြီးဆရာဒီပါဘာဖြစ်တာလဲအာအူထိုးပြပြကြောင်ရွာသားများကြောက်လန့်နေကြသလိုအူဒီပါတို့လည်းစိတ်ဆိုးပူပန်နေကြသည် ဒေါ်မြဝင်းဒီကဥတီပါဝကြီးကဟာတိုက်လို့ရေမောနေပြီရေတံနှောနှောနေစကားဆိုလိပြန်သည်ဘဲနဲ့ရှိစားဆရာကောင်းနင်ကငါ့ကိုဘာများမှတ်နေလို့လဲသေးသေးအဲ့မသေးရွာသားများနဲ့ဥတီပါကြီးတပည့်ပြည်သူမောင်ကြီးတို့မှာမြည်တို့လို့ရမှန်းမသိဖြစ်နေကြစဉ်တာအီးတယောက်လူကြားတဲ့သူဝင်လိုက်ပြီးဥတီပါနာသူကတ်သွားလိုက်သည်ထို့နောက်မျက်လုံးကိုမိတ်ပြီးမန္တန်တပုတ်အားခတ်တူတူရေရွတ်လိုက်သည်ထိုအခါမှာဥတီပါသည်အသက်ပြန်ရှူလာပြီး မော်ကြီးပန်းကြီးအနေထားဖြင့်တာအေးဟာကျေးဇူးတင်စကားဆိုလေသည်ကျေးဇူးတင်လိုက်တာမောင်ရင်မင်းကငါသားသခင်ကျေးဇူးရှင်ပဲဒီဆုံးမှငါပါသေးတတ်တာဟုတ်တယ်ဆရာကြီးဟိုကဲဆရာကြီးဟိုဂျိုကြွနေရဲ့ဆုံးမအောင်ကျုပ်ပဲဆုံးမလိုက်ပါမယ်အေးလှုပ်ဆမ်းပါအောင်မောင်ရင်ဒီဆုံးမှမမြောင်ရွဒုက္ခပေးနေတာကြာပြီဦးကြီးလည်းတက်အောင်ငန်းနဲ့ကုနေလို့ဒင်းရောက်တက်နေတာဒေါ်နောက်သားအေးဒီဆုံးကိုဝင်ရောက်ပူကက်ခံနေရသည်ဒေါ်မြောင်ဝင်အားစူးစိုက်ကြည့်လိုက်သည် တော်များဝင်းမှလည်းတာအေးကိုမြင်နေနေမျက်လုံးမှမျက်ရည်များကျလာသလိုလွန်စွာစိတ်ဆိုးဒေါသထွက်နေကာရှေ့သို့တိုး၍တိုက်ခိုက်ရန်ပြင်းနေသည်ထိုအခါတာအေးလည်းမန္တန်တပုတ်ကိုနှုတ်မှရည်ရွလိုက်ရာတော်များဝင်းအနောက်သို့လန်ကျသွားလေတော်သည်ထိုနောက်သူမသည်အံကိုချိတ်လိုက်ပြီးတာအေးရာမကြည်မနှက်နှင့်စကားဆိုလေသည်နင်းုံကတသက်မကြည့်ဘူးနင်းဘသူလဲဆိုတာငါသိရဲ့နင်းတို့မိုက်ပြစ်ကိုနင်းတို့ခံရတာလေငါနဲ့ဘာမှမဆိုင်ဘူးငါယောက်ျားကိုနင်းတို့တတ်တာဟုတ်တယ်ငါတို့တတ်တာ အဲဒါမှမဟုတ်နင်တို့ခုလိုမကောင်းတာတွေလုပ်နေလို့တတ်ရတာမြဝင်။ဒါရီဒီဆုံးဖို့ခက်ခန်နေရသည့်ဒေါ်မြဝင်နဲ့အပြန်အလှန်စကားဆုံနေခြင်းကြောင့်ရွာသူရသားများအံ့အားသင့်နေကြသည်။ထို့ပြင်ဆုံးမနှင့်ဒါရီတို့မှာရန်ညှိုးရန်စာရှိကြောင်းရိတ်စားမိသွားကြသည်။ထို့ပြင်မိသူများတလုံးမှဝင်မှာပဲအချင်းဒီကိုသာ စောင့်ကြည့်နေကြသည်။ထို့နောက်ဆုံးဖို့ခက်ခန်နေရသည့်ဒေါ်မြဝင်သည်ကြောက်စရာကောင်းတဲ့အကြည့်တို့ဖြင့်ကြည့်ကာဒါရီအားလက်ညှိုးငေါငေါထိုး၍ဆဲဆိုလေတော်သည်။တိုင်းမှာမိသွမများပြန်လဲတုံ့ပြန်ခြင်းမရှိဘဲဒေါ်မြဝင်းကိုအေးအေးဆေးဆေးပဲပြန်ဆိုင်ကြည့်နေသည် အတန်ကြာသောအခါမှာတာအေးဒီမြဝင်းအားလက်ညှိုးငေါငေါထိုးလိုက်ပြီးခတ်ထန်မာကျောသောလေတံဖြင့်ပြောဆိုလိုက်သည်မြဝင်းနင်ကငါထက်အသက်အများကြီးကြီးတယ်ဘာကြောင့်များမဆိုင်တဲ့သူတွေကိုဒုက္ခပေးနေရလဲပြောစမ်းဒီကောင်မကငါနဲ့နာမည်တူတယ်ပြီးတော့သူ့ယောက်ျားကလည်းသူ့ကိုအလိုလိုက်တယ်အဲ့ဒါသူ့ကိစ္စလေနင်းနဲ့ဘာဆိုင်လို့တော့ငါယောက်ျားတည်ပြီးငါရှိမှာအဖြစ်သေးပြနေတဲ့လူဆိုငါမကြိုက်ဘူးဒီကောင်မကငါရှိမှာအဖြစ်သေးပြနေတယ်လीအဲ့ဒါကြောင့်လှုပ်တာတယ်လေမနာလို့စိတ်များပါလား ကဲနေငါတခုပြောမယ်အသေးခံမလားအပြစ်မရှိတဲ့သူကိုဒုက္ခမပေးမယ်နေမလားပြောစမ်းညာဝင်းတဲ့ဟင်းတကြီးစကားလွယ်ဘသူစကားမှဂယုမဆိုင်ဘူးဟဲ့ကြီးလေမိုက်လေကြီးမိုက်ကြီးခမားသိအောင်ကြုတ်အကြောင်းပြရသေးတာပေါ့တားအီဒီထိုးထိုးပြောပြီးလွယ်ထဲမှာအစီရင်ပြုတ်လောက်ထားသည့်ဆံများဖြင့်ညာဝင်းကပေါက်လိုက်သည်ဆံစည်းများနှင့်ထိမှန်သွားသည်နှင့်ညာဝင်းတယောက်အသေးခိုက်လူမတက်အော်ဟေးညီးတွားလုံနေသည်တားအီဒီကနာနာချင်းချင်းနဲ့အော်ဟေးနေသည့်ဒေါ်မြဝင်းရကြီးကမေးမြန်းလိုက်လေသည် ခမညာနှောက်ရှက်အောင်ပါလားဒါမှမဟုတ်ကြုံစကားကိုနားထောင်ပြီးအေးအေးလေးပဲပြန်ထွက်သွားမှာလားမတော်ဘူးမတော်ဘူးတကယ်ကိုခေါင်းမာလဲဆုံးမှာပါလားအေးဒါဆိုလေမာနေတဲ့ခေါင်းကိုခွဲပြရတာပေါ့တာအေးဒီထိုးသူပြောပြီးတည်နေလွဲအေးထဲမှာဂလုံးရုပ်တစ်ခုကိုထုတ်ကဒေါ်မြောင်ဝင်းရှိတွင်ချထားလိုက်သည်ထိုးရုပ်ကိုမြင်သည်နှင့်ဒေါ်မြောင်ဝင်းတယောက်ကမန်းကနန်းနောက်ကိုဆုတ်သွားပြီနင်နင်ဘာလို့မလို့လဲနင်ကိုသူ့စာကြွေးမလို့လေတာအေးစကားကြောင့်ဒေါ်မြောင်ဝင်းသည်ကြောက်လန့်နေရဖြင့် ငါငါနေပြောတာကိုနားထောင်မယ်အဲအဲ့ဒီရုပ်ကိုပြန်သိမ့်လိုက်နင်းသိကြလားသိသိသိကြတယ်နင်းနင်းပြောတာကိုငါတကယ်နားထောင်မယ်အေးဟုတ်ပြီလေအဲ့ဒါဆိုလေဒီကြီးတော်ကိုရေကနေထွက်ဘယ်တော့မှဒုက္ခပြန်မပေးဘူးလို့ငါ့ကိုကတိပေးပေးပေးပါတယ်ငါငါဘရောမှထပ်မလုပ်တော့ပါဘူးအာသိကြရင်နော်နောက်တခါဒီလိုကိစ္စထပ်လုပ်တဲ့ကြားရင်ကတော့နင်းဘယ်မှာနေရဆိုတာအစားငါသိတယ် စိတ်ကြပါမလို့တော့ပါဘူးဒေါ်မြောင်းဝင်းကိုယ်ရဲ့ဘူးကန်နေသည့်စိုးမသည်ဂရီဘေးပြီးနောက်ဒေါ်မြောင်းဝင်းကိုမှထွက်ခွာသွားလေတော့သည်စိုးမဘူးကန်ချင်းမှလွန်မြောက်သွားသောဒေါ်မြောင်းဝင်းသည်ခိတ္တာများတတိလစ်သွားပြီးတတိပြန်ရရချင်းသူမ၏ခင်မုန်းပြစ်သူအားကြည့်ကအကိုညညဘာဖြစ်သွားလဲညကိုစုံးဝင်ပူးနေတာညလေအကိုတို့ချစ်ချစ်ခင်ခင်ရှိတာကိုမနာလို့လဲစုံးမလေအခုတော့ဟောရီစရာမောင်းထုတ်ပေးလိုက်လို့ကောင်းသွားပါပြီဟုတ်ဟုတ်လား ကျေးဇူးတင်လိုက်တာဆရာရယ်။ဒေါ်မြောင်းဝင်းဒီအရွယ်နဲ့မလိုက်အောင်သူမ၏ခင်မုန်းပေါ်ပြောဆိုဆက်ဆံရ၌အလွန်မင်းနူးညံ့တင်ဝိသူဖြစ်သည်။ထိုကြောင့်လင်သားဆုံးမသွားသည့်ဆုံးကွေမြောင်းဝင်းမှာမနာလို၍ထိုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်။တာအီဒီသူ့ကိုကျေးဇူးတင်နေကြသည့်ဒေါ်မြောင်းဝင်းနှင့်ဥဒီပါတို့ဟာခေါင်းငိမ့်ပြပြီးအတိမတ်ပြုလိုက်သည်။ထို့နောက်ဒေါ်မြောင်းဝင်းခင်မုန်းဖြစ်သူသည်ငွေစက်ကိုတထာလက်နက်ဖက်ဖြင့်ကင်ပြီးတာအီအားတရွတ်တေးပေးလေသည်။ထိုကတာအီဒီခေါင်းကိုကုတ်လိုက်ပြီးအကျုပ်ကအခါချင်းဝင်နေလာခုတာမဟုတ်ဘူးဗျာ။ပြီးတော့ဆရာတယောက်လည်းမဟုတ်ဘူး။ ခီးသွားရင်လည်းကြုံလို့ကူညီတာကျုပ်ဒီငွေတွေလက်မခံရသေးနဲ့အာမဟုတ်ပါဘူးဆရာရဲ့ဆရာသမားကလေကျုံမိမှပြန်ကောင်းတာပဲဆရာသားမရှိဘူးဆိုရင်ဥတီပါကိုကျုံမိမှမလွယ်တော့ဘူးဟိုတက်နိုင်တဲ့လောက်လေးကတော့တာကိုလက်ခံပေးပါဗျာဟိုခတ်ပြီဗျာဒီငွေတော့ကျုပ်လက်မခံရသေးနဲ့အကူကြီးတစ်ခုတော့တောင်းနေပါတယ်မိုးကလည်းကျုံနေပြီဆိုတော့ကျုပ်တို့ခီးဆက်ဖို့တော့အချိန်မရှိတော့ဘူးဒီတညတဲခွင်ရရင်ရပြီငွေတော့မယူပြရစီနဲ့တားရဲ့အတင်းကြီးနေတာကြောင့်ဒေါ်မြောင်ဝင်းခင်မွန်းဖြစ်သူမှလည်းလက်လျှော့လိုက်တာ သူ့အိမ်ကြီးတွင်တဲရန်တာအေးတို့ဟာလူလူလာလာလက်ခံလိုက်သည်ဆရာသမားရေဒီလောက်လေးမြဗျာဟိုတည့်ရမဟုတ်ဘူးဆရာသမားတို့နေခြင်းတလောက်နေလို့ရပါတယ်ဟိုကျုပ်တယောက်တည်းတော့မဟုတ်ပါဘူးဟို အဖုံတယောက်လည်းပါပါသေးတယ်နှစ်ယောက်မကပါဘူးဗျာအယောက်20ဆိုလဲတင်မောင်တို့ကအေးစေးအေးစေးအီတို့ဖြင့်တာအေးနဲ့ထွေးမုံတို့ညီမနှစ်ယောက်သည်ဦးတင်မောင်နဲ့ဒေါ်မြောင်းဝင်းတို့နေအိမ်တွင်တဲခုလိုက်ကြလေတော့သည်အင်ဂျင်နီယာသဘောကောင်းလိုက်တာနော် ဟုတ်တယ်ကူသားကြီးညီမပြောတာမှန်တယ်ကြည့်ပါအောင်စားစရာတောက်စရာဒီမှာအများကြီးပဲထွေးမုံတို့ညီမနဲ့အောင်အင်းကြီးပေါ်ရှိစပွဲဝိုင်းပေါ်တွင်တင်ထားသည့်ဟင်းလျံများကိုကြည့်ရင်ตาကြီးကစကားဆိုလိုက်ခြင်းဖြစ်သည်ตาကြီးဒီခေါင်းကိုညှိပြလိုက်ပြီအခုတော့သူတို့ရှိရင်ကျုပ်တို့အားနာနေရမှာဆိုလို့အိမ်ရောက်ကိုဆင်းပေးနေလေစေနာတော့ကောင်းတယ်ဗျာအော်ရှင်ရသူ့မိမကိုကယ်ထားတာ哦ဟိုတန်းနေနေပါအောင်အင်ရှင်ကြီးတို့ယူဝင်ဖူးနေတယ်မိမရှင်းနေသိရလား တိတ်တရားပါဗျာခင်ဗျားတို့လည်းပြောပြသေးရဲ့လေလောင်ရဘုံညောင်မနေလေမြန်းနှောက်ဆိုတာလေအင်းတိတ်ရဲ့လေအခုကမောင်ကောင်းရဲ့မိမလေးဗျာအမခင်မေးတက်လိုက်တဲ့မောင်ကောင်းရဲ့မိမထင်တော့ထင်ပါတယ်ရှင်းုံမြင်ကလေးကဟိုမိမတက်ချင်နေရဲ့ပေါ့ပြောမယ်သာပြောရနော်သူ့ကြည့်ရတာရှင်းုံကျင်းတဲ့သေးပုံမပေါ်ဘူးသူ့ကိုမဟုတ်လို့သာရှင်းပြောစကားကိုနားထောင်လိုက်တဲ့ပုံပဲထွေမုံထိုးသူပြောလိုက်တော့ကအမဖြစ်သူမုံထွေးမှခေါင်းညှင်းပြလိုက်ပြီကိုသားကြီးရဲ့စုံနိုင်ကလုံးစင်ကိုကြောက်တာနေမှာ အမှန်တိုင်းပြောရရင်ကျမလည်းအဲ့ရိုးဒေလောင်းကိုကြောက်တယ်အခုလိုလူတယောက်ကိုဘူးကန်နေရချင်းဆိုဘိုးကြောက်ရတယ်ဘာလို့လဲဆိုတော့ तू ကနန်းကိုဖမ်းစားတာလေတိုင်းဒီထွေးမွန်တို့ညီမနှစ်ယောက်ပြောသည့်စကားများကိုနားထောင်ပြီးနောက်သူမတို့ညီမနှစ်ယောက်ပြောသည့်များဟုတ်မှန်ကြောင်းကိုခေါင်းငိမ့်ထောက်ခံလိုက်လေသည်ဥခမရတို့ပြောတာမှန်နေမြောင်ဝင်းကအပြင်မှာကျုပ်ကိုတွေ့ရင်တော့ဒုက္ခပေးနိုင်အောင်ပါကျုပ်ထင်တော့ဒီဝါနာမှာ तू ရှိအောင်မယ်ထင်တယ်ကိုသားကြီးကသူ့ကိုနိုင်ပါတယ်ဟိုနိုင်တာတော့သိတယ်ဗျာ ဒါပေမဲ့ကျိုးသူ့ကိုမနှိမ့်ဆက်ချင်ဘူးတန်းနိုင်တယ်များတော့ရှောင်ခွင့်ရမှာပဲသူလည်းသူ့ရုပ်ကြောင်ဆုံးရှုံးထားတာမလားအဲ့ဒါသူတို့မိုက်လို့ဖြစ်တာပဲလေသနာကြမလို့ပါဘူးအဲ့ဒါတော့အဲ့ဒါပေါ့ဗျာဟိုကဲကဲကျိုးတို့ထမင်းစားပြီးစောစောအိပ်ရဝင်ကြတာပေါ့ပြီးရင်မနှက်စောစောထားပြီးခီးဆက်ကြတာပေါ့ကျိုးထင်တော့နောက်နေ့လောက်ဆိုရင်ရောက်ပါပြီအခုတွင်မဲ့ရွာတွေကတိတ်မရှိတော့ဘူးလေသူတို့စကားပြောဆိုခြင်းကိုအဆုံးသတ်လိုက်ပြီးနောက်ညစာတုံးဆောင်လိုက်ကြသည် ဇာတာဝီချိန်တွင်တော့အင်ရှင်ဥတီမောင်တို့လင်းများနဲ့တူဥဒီပါတို့ရောက်ရှိလာသည်ဥဒီပါမှာခွဲလောင်းတလုံးကိုတဲလာသည်ကိုတွေ့လိုက်ရသည်ဥဒီပါသည်တာအင်းနာကိုရောက်သည်နှင့်ခွဲလောင်းအားတာအင်းနမိတွင်ချလိုက်ပြီမောင်ရင်တို့မနှက်စော်ကြီးခီးဆက်မယ်ပြောလို့ညာရင်းချင်းလာခဲ့တာဒါလန်ကီးမှာစားဖို့ဆက်သားเจ้าနဲ့ជីသားเจ้าတွေပြီးတော့ထင်းเจ้าတွေပါပါတယ်တောင်းလိုက်တရားမှာခိုင်းတော့ဟောဒီမှာလွယ်ကြီးရှိတယ်မောင်ရင်ဘယ်ဟာနဲ့တဲမလဲဟာအာနာဇာကြီးဆရာကြီးဟာဟာဘာလို့အာနာမှာလဲ မောင်ငါဦးရဲ့ကျေးဇူးရှင်ပဲငင်းလို့တော့မရဘူးနော်အဲ့ဒါဆိုလဲယူတာပေါ့ဗျာဟိုလွဲအင်းထဲမှာအစဉ်ပြေးလိမ့်မယ်ဦးဒီပါသည်သူယူလာသည့်အစားအသောက်များကိုလွဲအင်းကြီးထဲသို့ပြောင်းထည့်လိုက်လေသည်ထို့သောပြည်စီများထဲသို့ပေးနေသည်ကိုကြည့်ပြီးဒေါ်မြောင်းဝင်းတယောက်မှမကြည်မနက်ဖြစ်လို့နေသည်ဆရာဦးဒီပါဆရာပေးရတယ်ကအများကြီးပဲကျိုးတို့ပြင်ဆင်ထားရတယ်ရှိသေးတယ်ဩမမြောင်းဝင်းရလဲဗျာခမရတို့ကဆရာတို့ကိုကျွေးမွေးပြီးပြီကျိုးလည်းလက်ဆောင်ပေးနေတာဗော့ ထိုကထွေးမွန်သည်ဒေါ်မြဝင်းရကြီးကစကားဆူလိုက်လေသည်ကြီးတော်ကလည်းကျမတို့က၃ယောက်တောင်ဟိုသူမနိုင်လေကျမတို့တဲလို့ရတာပဲဘာလဲကြီးတော်ကကျမတို့မတဲစီခြင်းလို့လားမဟုတ်ပါဘူးဒူမကြီးရဲ့ဟိုဒါနဲ့ဟုတ်တာပဲဟိုနှစ်ယောက်တောင်ပါသေးရဆိုတော့ထတ်တိုးလိုက်အောင်မယ်ဤသို့ပြင်သားအေးဒီစေတနာကောင်းသောဦးဒီပါနှင့်ဒေါ်မြဝင်းတို့အားပြုံးရွှင်ကကြီးလိုက်လေတော့သည်လင်းကြတော်တန်ကြားသည်နေသူရွာဦးเจ้าကအုံမောင်းခေါန်းတိုင်လေဇက်တိုက်ထွက်ပေါ်လို့လာလေသည ထိုအချိန်တွင်တော့အုပ်ဆိုင်နေသည့်ရွာလေးထဲမှလူသုံးယောက်ထွက်လာသည်ကိုတွေ့လိုက်ရသည်သူတို့သည်ကောင်းကင်မှာပျောက်ကွယ်မသွားသေးသည့်လာရောင်အမိပြုလျက်လမ်းလျှောက်နေကြသည်သူတို့မှာတခြားသောသူများမဟုတ်တာအေးတို့ပင်ဖြစ်သည်တာအေးသည်လွဲနှလုံးကိုလွဲထားသလိုထွင်းပေါ်မှာဖြင့်ပလိုင်းတစ်လုံးကိုလွဲထားသည်ထိုပလိုင်းမှာများဝင်းထည့်ပေးသည့်အစားအစာများထည့်ထားသောပလိုင်းဖြစ်သည်သူနီးသူမိုးထွေးသည်လည်းလွဲအိတ်တစ်လုံးကိုလွဲထားရသည်အေးတို့ပြန်လမ်းလျှောက်နေရင်ထွေးမုံမှာစတင်ပြီးစကားဆိုလာသည်။"အိုကုတိုင်းနေမိုင် အစားစားတော့တော့မပူရတော့ဘူးသူတို့ပေးလိုက်လို့ဒေါ်သေးရပေါ့ဟိုနောက်ဆိုရွာတွေမရှိတော့ဘူးမလားဟုတ်တယ်ထွင်းမကျွန်တော်တို့တော်တော်ဟန်ကြသွားပြီအခုကစားပြီးရွာသိမ့်မရှိတော့ဘူးတောင်တွေပဲဖြတ်ရတော့မှာရှင်ရတပတ်အရွာအောင်မရဘူးပဲဘယ်လိုလုပ်ပြီးသိရလဲအမခင်မပြောလို့လားကျုပ်အန်အောနေတာကြားစုရအရှင်မသူစွမ်းနေဆိုရှင်ကိုခေါ်ပြီးတပတ်အရွာအချင်းခဏလေးတွင်းမှာရောင်းအောင်သွားနိုင်မှာရင်းနဲ့ဘာလို့မရအပင်မှန်းခံပြီးလမ်းလျှောက်နေလဲမသိဘူးထွေးမုံစကားကြောင့်တာအေးထိုးဖြစ်ကိုစဉ်းစားမိသွားသည် ထိုသူဆိုကအမခင်မေသည်မြားရဖန်းနာသည့်မိကလေးများကိုကယ်တင်ခြင်းထက်သူနှင့်အတူသွားလာခြင်း၍ထိုသူပြုငူခြင်းဖြစ်ရမည်မိကလေးများမှာသူတို့ချစ်ခင်နှစ်သက်ပြီဆိုပါကအကောင်းဆုံးကိုမခွဲကြတော့ပြီခင်မေကဲ့သို့အသက်အရွယ်ကြီးရင်ပြီးလောကအတွေ့အကြုံများစွာရှိသူပြီလင်အတွေ့မှားနိုင်လျာတခြားသောမိကလေးများအဖို့စိုးပွေရာမရှိပြီတစက်ထဲမှာဝင်သားရည်သည်သူ့အကြောင်းသူပြန်လဲစဉ်းစားမိနေသည်သူသည်မိသည့်မိကလေးကိုမှမယုံမသားစေမဖြစ်ခဲ့ပြီ သူရင်ထဲတွင်တော့ငငယ်အပေါင်းအသင်းများနဲ့အတူပိုးပန်းခဲ့ရသောရေဦးစင်ရွာသူများလေးသာသူရင်ထဲတွင်ရှိနေသည်။ဒါပေမဲ့သူနှင့်ကြုံဆုံခဲ့ရသောမိကလေးတိုင်းမှလည်းသူ့အားလွန်စွာမှတန်ရုံးစင်တွင်နေကြသည်ကိုသတိထားမိသည်။သူ၏စိတ်ထဲတွင်တော့လောက်စရာလည်းဖြစ်တငယ်ချင်းလည်းဖြစ်သူဘိုးတင်စီစဉ်ပေးလိုက်သည့်အစီအမများအစွမ်းပြနေလျော်သလား။ဒေါ်ဒီမဟုတ်ကိုကာယာတောင်းတင်းကြငိုင်းပြီးအသားညိုသည်ကိုမိကလေးများကြိုင်းနေတတ်နေသည်လားအတတ်မသိပေ။ထို့သော အတွင်းများသာဖြင့်လမ်းလျှောက်နေခြင်း။ကုတိုင်ကုတိုင်ကျုံမကြိုက်ဘူးနော်။ တိုင်းတရားအတွေးတို့ရောထွေးသွားခြင်းဖြစ်သည်ဖြင့်ထိုသူပြောလိုက်မိခြင်းဖြစ်သည်။သူအားခေါ်နေသည့်မုံထွေးမှလည်းမိသည့်စကားကိုဆက်ပြောရမှန်းမသိတော့ဘဲရှက်သွေးပြာကခေါင်းကိုငုံထားသည်။ထိုချင်းရာကြောင့်ထွေးမုံသည်တိုင်းအားမကြည်မနှံ့နှင့်စကားဆူလိုက်သည်။ကိုတိုင်းရှင်ပါပြောတာလေ။ကျမမကိုရှင်ပါပြောလိုက်တာလေလို့။ဟိုလွဲလွဲသွားတာပါ။ကျုပ်စိတ်ထဲမှာအမမုံထွေးကကျုပ်ကိုကောင်းကြီးမောင်ကျွေးနေတာ။အဲ့ဒါကိုကျုပ်ကကောင်းကြီးမောင်မကြိုက်ဘူးလို့ပြန်ပြောလိုက်တာ။အဲ့လိုတွေးနေတော့သူကခေါ်လိုက်တော့အဲ့လိုရောင်းသွားတာပါ။ ။ဒါ၏ဒီအခြေအနေမကောင်းတော့မှန်သိတာကြောင့်ထိုတို့ညာလိုက်ခြင်းဖြစ်သည်။ထိုကမှသာထွေးမွန်တယောက်ဂျင်းနဲ့သွားပြီ။ရှင်ကကျမအမတော်တွင်းနေတယ်ဗောလေ။ထွေးမွန်နင်ဘာကြီးရောက်ပြောနေရလဲ။အမရှက်မနေနဲ့။အမလည်းကိုသားကြီးကြောင့်တွင်းနေတာမလား။ကျမမသိရမှလို့။ဒါ၏မသိမသာတပြင်းချလိုက်သည်။မွန်ထွေးဒီကသူမနဲ့ဒါ၏ဟာစားနောက်နေသည်ကိုသဘောကျပုံပေါ်နေသည်။ဒါ၏ဒီအလျှောက်ကောင်းရဲ့အထောင်းသက်သာသွားတော့လေ။အလျှောက်အကောင်းလုံးပြီးရီးစားရခြင်းရှိနေလေသည် ဒါ ਈ လေမိသည့်စကားများမပြောတော့ဘဲလမ်းသာဆက်ချောင်းနေလိုက်သည်ထိုအချိန်သူတို့ရှိတဲ့တဲ့တွင်ခန္ဓာကိုယ်တစ်ခုလုံးမိများဖြင့်တောက်လောင်နေသည့်အမျိုးသမီးတူအားတွေ့လိုက်ရသည်ဒါ ਈ သည်ထိုအမျိုးသမီးအားတေချာကြည့်လိုက်ပြီးနောက်ထွေးမုံတို့ညီမနှစ်ယောက်အားလှည့်ပြီးတတိပေးလိုက်သည်မမတို့ဟိုရှေ့ရမင်းမကြုတ်ထင်ကြုတ်ရန်သူများဝင်ဖြစ်လိမ့်မယ်တတိထားနော်ဟုတ်ဟုတ်ကဲ့ဒါ ਈ သည်သူ့နှုတ်မှမုံထွေး၏အမိကိုဥတီရေပြောမိသွားသည်ထိုကထွေးမုံသည်ရေနှက်စွာပြောလိုက်ပြီးမလေးတိတာလိုက်တာနော် အငယ်ကိုအတိမပေးပဲအကြီးကိုပဲတတိပေးရသေးတယ်။အော်အဲ့လိုလည်းမဟုတ်ပါဘူး။သိပါတယ်။ရှင်းပြမနေပါနဲ့။ဒါကြီးလည်းမြည်သည့်စကားကိုမှဆက်မပြောတော့ပဲသူတို့နေမျက်နှာချင်းဆိုင်လမ်းတွေရက်နေတော့တကူလုံးမိများတောက်လောင်နေသည့်မိမနဲ့မလန်မကန်းစီတို့တွားလိုက်လေသည်။သူတို့ရောက်သည့်နေထုံမိမသည်သူ့အားလက်ညှိုးတင်ထိုးလိုက်ပြီးအတန်ခတ်မှမှနေစကားဆိုသည်။ကောင်းလေ။အချီနေမပေးလို့သာငါမန်လျှော့လိုက်ရတာ။နင်နိုင်ပြီလို့ထင်နေရလား။ညောင်းဝင်နေမိုက်ပြီးမိုက်နေတော့မလား။ နင်တို့ရွာသူကြီးကြောင့်ခင်မေကိုအရှုံးပေးလို့ရွာကိုပြန်သွားပြီနင်ပါလာလို့နေရလဲတပိုင်းရွာပြန်ပြီအေးစစ်စစ်နေပါတော့လားတိတ်ဆန်းငါယောက်ျားကိုတတ်တာနင်အဲ့ဒီတော့နင်ကိုတတ်ပြီးမှအေးစစ်စစ်နေနိုင်မယ်ခမရမဟုတ်သေးပါဘူးတကယ်တော့ခမရကြောက်နေရပဲညာဝင်းဆိုတဲ့ငါဘယ်တော့မှမကြောက်ဘူးနင်ငါ့ကိုနိုင်မယ်ထင်လို့တတ်တည်ရရှိနေရလားတကယ်ဆိုနင်ယောက်ျားကိုတတ်တာခင်မေလေသူ့ကိုလက်စားသွားကြည့်ရမှာမဟုတ်လားနင်တို့ငါ့ကိုရန်ဘူးလို့အမခင်မေကငါ့ကိုတော့ကယ်ပေးရသေးတာနင်ကြောက်လို့အခုလိုလုပ်နေရမလား ဘာလဲငါပြောတာမှန်နေလို့မလားနင်ကငါကြောက်ဆုံးတကောင်ပဲဦးတကယ်ကိုမဖြစ်နိုင်ဘူးတကယ်တက်တဲ့သူကြတော့ဘာမှမလို့ရဲပဲနဲ့ဘေးကနေကာယာကာယာနဲ့ပါလာတဲ့ငါ့ကိုကြတော့တက်မယ်တကယ်ကလုံနေတယ်ကြွမနိုင်ကြီးမီးချိုဆိုတာနင်လိုလူပဲတာရီဒီမြောင်းဝင်းမခံကြင်အောင်ပြောဆိုလိုက်ခြင်းဖြစ်သည်ထိုကမြောင်းဝင်းဒီအချင်းတော်တော်ကြာသည်ထိစဉ်းစားနေပြီးခေါင်းကိုညှိလိုက်ကနင်ပြောတာမှန်နေခင်မရငါ့ယောက်ျားကိုတတ်တာဟုတ်တယ်ခင်ဗျားအမြင်မှန်ရသွားပြီပဲ ဟုတ်တယ်။ခင်မေကငါယောက်ျားကိုတတ်တာ။ဒါပေမဲ့နင့်ကြောင့်ခင်မေပါလာတာလေ။ညာဝင်းဒီထိုးထိုးပြောပြီးဒီနေတာအေးထံတို့လက်ဆန်းတက်လိုက်ရာမိတော်များမှာတာအေးထံတို့တချိန်တို့ပြေးဝင်လာလေသည်။ညာဝင်းဒီရုတ်တရက်တိုက်ခိုက်လိုက်တာကြောင့်တာအေးမှာကမန်းကရန်းဆိုသလိုခုံပေါက်ရှောင်လာလိုက်ရသည်။မိတော်များမှာလည်းသူနှင့်ပုတ်ကာဒီကလွဲသွားလေသည်။ထွေးမုံတို့နှစ်ယောက်ဒီကနောက်ကိုဆုတ်လိုက်ရင်တာအေးရဆိုင်ကြည့်ပြီးသတိပေးစကားဆိုကြသည်။ကိုသားရေသတိထားအဲ့ကောင်မအသေးတိုက်နေတာ ကျမတို့တိုက်လိုက်မယ်။အနေနေနေကျိုးကိစ္စခင်ဗျားတို့ဝင်မပါပါနဲ့။ကိုသားအေးဖြစ်ပါမလား။အဲ့မိမှာပညာမြင့်နေနော်။ตาအေးပါဗျာตาအေးပါ။ကြားစိုးရွာမှာနေတဲ့ตาအေးဒီဆုံးတကောင်လောက်ကတော့ဘာဆုံးတကောင်ဟုတ်လား။အော်မမလို့ဆုံးဆုံးတယောက်လောက်တော့အပြော့ပါ။ထုံတော်ตาအေးဒီလွယ်အိတ်တင်တို့လက်နိုင်လိုက်ပြီးနောက်ထပ်သူ့အားတိုက်ခိုက်ရန်ပြင်ဆင်နေသည့်မြောင်းဝင်းကိုကြည့်ကာအတန်ခက်ကြေကြေနဲ့စကားဆိုသည်။မြောင်းဝင်းနေရက်တော့နော်။နေအမေလောက်ရှိတဲ့ငါ့ကိုနေလို့ပြောရင်နော်။ မตาလေးနင်သေးစေရမယ်နေအောင်ကိုကိုကိုလေးလေးစားစားအပြောခံရမို့ထိုက်တန်တယ်လို့ထင်နေတာလားအေးညာဝင်းကြောင်ကောင်းကောင်းသိစေရမယ်သိပါတယ်သိပါတယ်နေကခန့်ညံ့ညံ့စိုးဦးမကြီးဆိုတာဒီမตาကောင်နင်နင်သေးကိုသေးစေရမယ်ဒါရင်ဒီညာဝင်းကမခန့်ညံ့အောင်ပြောဆိုနေခြင်းသာဖြစ်သည်ထို့သောပြောလေညာဝင်းတိုက်ခိုက်ခြင်းမှာရက်ဆက်လေးဖြစ်သည်တော်ပေမဲ့သူမ၏မိဖြင့်တိုက်ခိုက်မှုများသည်လေတာရီယာထိခိုက်ခြင်းမရှိပေ။ ထို့သူအဝေးရနေတိုက်ခိုက်ရမရသည်နှင့်မြောင်းဝင်းသည်တာအေးကိုစူးစိုက်ကြည့်ကာလက်တစ်ဖက်ကိုစမ်းတမ်းလိုက်ပြီးအလျင်မြန်အရှိန်ဖြစ်ရင်တာအေးလေပင်ရညှင်းရင်ပြေးဝင်လိုလာသည်သို့ပေမဲ့ရုတ်တရက်ဆိုသလိုတာအေးနောက်မှတိုင်းသွားတကောင်သည်မြောင်းဝင်းဟာပြေးဝင်ခွေ့လေသည်မထင်မှတ်သည့်အခြေအနေပေါ်မြောင်းဝင်းတယောက်ရှောင်းတင်းခြင်းမရတော့ပဲတိုင်းသွားသောဤပြင်းထန်သောဝေချက်ထိမိကာမြေပြင်တွင်လဲကျလိုသွားလေသည်သူမချက်ချင်းပြန်ထမိပြုတော့လဲမျက်လုံးများရဲနေပြီးရန်လုံနေသည့်တိုင်းသွားသည်ခွာများကိုရက်ပြီးနောက်ထပ်တစ်ချိန်တိုက်ခိုက်ရန်အတွက်စောင့်ဆိုင်လိုနေသည် မြာဝင်းခန္ဓာကိုယ်တွင်လောင်မြိုက်နေသည့်မိများမှလည်းအရှင်ရော့သွားပြီဖြစ်သည်ထိုအချိန်တွင်သူရောက်သည့်အချိန်အာမကျော်သည်သည်မြာဝင်းသည်သူမ၏လက်ဖြင့်တိုင်နွားသူကြီးအားတိုက်ခိုက်လေသည်သူမ၏တိုက်ခိုက်မှုကြောင့်တိုင်နွားသူကြီး၏တကူလုံးမှမိများဆွဲလောင်လုံသွားလေသည်ထိုအခါမြာဝင်းသည်အောင်းနိုင်သူတယောက်နှင့်ရေမောလိုက်ကာချက်ချင်းဆိုသလိုမတ်တပ်ထားရဲလိုက်ပြီးတာအေးအားလှမ်း၍စကားဆိုလေသည်ကောင်းလေနေ့ကောင်တော့ပြာဘွားကိုရောက်တော့မယ်လှုပ်လိုက်စမ်းပါဦးနောက်ထပ်ကောင်လေမြာဝင်းမြာဝင်းနေကကိုကိုကိုတိတ်ထင်ကြီးနေရပါပဲ။ တိုင်တော်ကဘလို့လုတ်သေးမှာတော့ဟာတိုင်းစကားကြောင့်မြောင်ဝင်းသည်သူမီးရှို့လာတော့တိုင်တော်ကကြည်လိုက်သည်တိုင်တော်ကြီးသည်တကိုယ်လုံးမီးဟုံတောက်လောင်နေတော့လေခွာများရက်လိုက်မြေပြင်အားချိုးပြင်းတွေးလိုက်လုံနေသည်မိသားမိနာများမှလည်းလွင့်စင်နေပြီးငကွားထပ်ပင်ပိုး၍ကြောက်စရာကောင်းနေပြီတော့သည်ထို့ကြောင့်မိတို့လုံးရမယ်မသိစဉ်းစားနေချိန်တွင်ဒေါသမဟုံအပြည့်တွင်မီးလောင်နေသည့်တိုင်တော်သူကြီးနောက်ထပ်တစ်ချိန်ဝေးခြင်းကိုနောက်ထပ်တစ်ချိန်ဝေးခြင်းကိုခံလိုက်ရကမြေပြင်ပေါ်သို့ပြန်လဲကျသွားလေသည်ဒီဒီချိန်တွင်တော့မြောင်းဝင်းခန္ဓာကိုယ်မှာမီးရောက်များမရှိတော့ဘဲ အားရကုန်ကန်းနေသည့်လူမတယောက်ပုံစံဖြစ်လွန်နေတော့သည်သို့တော်လည်းသူမသည်အန်ကိုတင်းတင်းကြိတ်လိုက်ပြီးတိုင်နွားဤနောက်ထပ်တစ်ချိန်ဝင်းချင်းကိုစောင်းဆိုင်နေစဉ်တာအိတ်တောက်ခေါက်တန်တဲ့အတူတိုင်နွားကြီးမှာရုတ်တရက်ဆိုသလိုအယုတ်ဖြစ်သူချက်ချင်းပြောင်းလဲသွားလေတော့သည်ထိုအခါတာအိတ်သည်ထိုအယုတ်ကလေးကိုကောက်ယူလိုက်ပြီးလျင်လေပြင်းအယုတ်ကိုမဟုတ်ကဖုံမြောင်းအောင်တန်းစင်စေလိုက်ပြီးသူလွယ်ထားသည့်လွယ်ဤထဲသို့ထည့်လိုက်လေသည်ထိုနောက်တာအိတ်သည်မြေပြင်တွင်လဲကျနေသည့်မြောင်ဝင်းအားကြည့်၍စကားဆိုလိုက်သည်ကဲမြောင်ဝင်းနင့်ကိုဒေါ်မြောင်ဝင်းလို့ခေါ်ခြင်းနဲ့နောက်နောက်ကောင်းကောင်းမွန်မွန်နေပါ နေယောက်ျားမောင်ကောင်းသေးရတာကျုပ်ကြောင့်လည်းမဟုတ်ဘူးအမားခင်မိကြောင့်လည်းမဟုတ်ဘူးလူယုံမှများရကြောင်းပဲသူသာတပတ်အိမ်ကိုပညာတဲ့မိကလေးရင်ဖမ်းမလာဘူးဆိုရင်ငါတို့လည်းလိုက်လျာကြအကြောင်းမရှိဘူးအေးအရင်စရရင်နင်ဒေါသဖြစ်ရမှာများရပဲနင်လဲကဝေတယောက်ပဲများရနင်တို့လောကသားတွေကိုဖမ်းထားတာနော်အေးနင်မှသမီးချင်းနင်ကိုချင်းစာနိုင်လိမ့်မယ်ကဲငါတို့သွားတော့မယ်နင်လဲငါတို့ထမ်းနှောင်းမရှိတော့ဘူးလို့ငါမျှော်လင့်နေတာအေးဒီထိုးထိုးပြောပြတာနဲ့ထွေးမှုလို့ညီမနှစ်ယောက်ရှိရသူသွားလိုက်သည် သူရောက်လာသည်နှင့်ညီမနှစ်ယောက်နှင့်အကြီးမဖြစ်သည့်မုံထွေးမှစိုးရိမ်သည့်မျက်နှာဖြင့်တာအေးအားကြီးလိုက်ပြီကိုတိုင်ဘာဖြစ်သွားသည်လဲအိုဘာမှဖြစ်ပါဘူးလာဗျာကျို့တို့ခီးဆက်ကြရအောင်အင်းအင်းလွဲလုံးကျမောက်ပေးလေကျမကူတယ်ပေးမယ်ဟိုရရရမမုံထွေးစကားတော်နေသည့်အမဖြစ်သူဟာထွေးမုံမျက်စောင်းထိုးကြည့်လိုက်ပြီအမနော်တော်တော်စကားများနေရဲ့ငါးစိတ်ဘူးလို့ပြောတာနင်ကဘာဖြစ်နေရလဲအခုတော့အမကျမကိုပြန်ခံပြောနေပြီဗော ကျွန်မပြောပြမယ်နော်။ तू ကမြန်ရဖန်းထားတဲ့ကောင်းမလေးတွေကိုတားခဲ့ကြည့်နေတာ။အဲ့ဒီထဲမှာသူ့ဤစားပါလောက်တယ်။တော်ကြာအမခန်းစားနေရမှာဆိုလို့။ထွေးမူကြီးစကားကြောင့်မုံထွေးတယောက်တွေးဝေးသွားသည်။ထုံတော်သူမသည်မြည်သည့်စကားများမပြောတော့ဘဲအရှိမသွားနေနေပြီးတော့တားရင်နောက်ဆိုတာလိုက်၍သွားလေတော့သည်။ထွေးမုံသည်လည်းအမဖြစ်သူအကြီးကခေါင်းကရမ်းပြီးအနောက်ကလိုက်ပါလာလေတော့သည်။သူတို့တော့ညဝင်းအားကြော်သွားကြ။ညဝင်းမှာအတန်ခက်ကြဲကြဲဖြင့်စကားဆိုလိုက်သည်။ကောင်းလေ။နင်တို့တပိုင်းရွာသွားမှာလား။ နင်တို့တပတ်အံ့ရွာသွားလဲမြရာကိုတွေ့မှာမဟုတ်ဘူးဘာလို့လဲနင်တို့ဟာတစီကူမှာမြရာဖမ်းထားတဲ့ကောင်မလေးတွေကိုကယ်မှာမဟုတ်လားဟုတ်တယ်လေသူတို့အဲ့မှာမရှိတော့ဘူးမြရာဘယ်နေရာကိုပို့လိုက်လဲမသိဘူးဘာခမရပြောတာတကယ်လားနင်ယုံနာမြုံနာငါကြီးမဆိုင်ဘူးမြရာအခုရွာမှာရှိလားရွာလူကြီးကငါတို့နှစ်ယောက်ကိုရွာကနေနှင်းထုတ်ထားတယ်အခုချိန်နေတပတ်အံ့ရွာသွားလဲနင်းရန်သူကိုတွေ့မှာမဟုတ်ဘူးအဲ့ဒါဆိုအဲ့ကောင်မဲမှာလဲမပူနဲ့ မြရနေကိုလာရှာလိမ့်မယ်။အေးဒါပေမဲ့အခုတော့မဟုတ်ဘူး။ तू ကြီးစင်အောင်နေနေပေါ့။အခုကတော့ तू နောက်ထပ်ကိုဝီပြူမလေးတွေကိုရှာနေတော့ပြီ။မြဝင်းတွေထိုးထိုးပြောလိုက်ပြီးတင်းနေလဲကြနေရမှာမတ်တပ်ထားလိုက်ကလရာငါကြီးတကောင်အတွင်ပြောင်းလဲလိုက်ပြီးထွက်ခွာသွားလိတော့သည်။ထိုးကအနှဲငယ်တွေးဝင်နေသောတာကြီးဟာထွေးမုံမှာစကားဆိုလိုက်လိသည်။ကုသားကြီးရှင်မကြီးစဉ်းစားနေရလေ။ကျမတို့တပတ်အရွာကိုသွားနေရကြာပြီနော်။ရောက်ကနေမှာသူ့စကားကြောင့်မသွားဘဲနေရောမလို့လား။အာမဟုတ်ပါဘူး။ကျုပ်သွားမှာပါ။ တကယ်လို့ तू ပြောတာမှန်နေဘယ်လိုဆက်လုပ်ရမလဲတွေးနေတာပါအဲ့တော့လဲရှင်ပုံနေတဲ့ကြောင်လိုက်ရှာတော့မှာပေါ့သူ့ကိုအင်အားဖြည့်ဖို့အချိန်ပေးလို့မဖြစ်ဘူးအင်းထွေးမပြောတာမှန်နေကဲအခုတော့ကျုပ်တို့တပတ်ရအောင်သွားကြတာပေါ့ဗျာဤသို့ဖြင့်တိုင်းနေထွေးမုံနုံကြီးမသည်အာယုံတက်ချိန်နေလုံးနေစတဲ့ထွက်ပေါ်ရာရက်ကိုကြောခိုင်းပြီးအနောက်ရက်ရှိတစ်ပင်တက်တော်များစီတို့ဥတီလိုက်ကြပါလေတော့သည်တိုင်းနေကဝေးပြန်ခင်မီအပိုင်းခွနစ်ကတော့ဤတွင်ပြီးဆုံးပါပြီ မကြာမီမှာတာအေးနဲ့ကိုဝေပြန်ခင်မေအပိုင်းရှိကိုဆက်လက်တင်ဆက်ပေးသွားပါောင်းမယ်အားလုံးပဲစောင့်မျှော်ခန်းစားနားဆင်ပေးပါအောင်ဗျာ